ဲ့အိမ်မှာကျမခေါင်းဆောင်မင်းသမီးဖြစ်ခွင့်ရမယ်ဆိုရင်နေပါတော့ဝမ်းနေဖို့ကောင်းကြရတော့ပြစ်သက်ပြီးရဆန်ပြနေတာချစ်မကောင်းတဲ့တနာယူနှောက်ဖြစ်နေတာအားကွာ ါရှင်တိတ်တက်တွေအတိကျဉ်ဆုံးဖြစ်တဲ့မင်းသမီးကောင်ရှင်ဝင်းထဲရဲ့အနုပညာခီလမ်းကြောင်းမှာပေါ့နော်ဘလို့တွေစမ်းသပ်ခဲ့လဲဆိုတာလေးကိုပြောပြပေးပါဦးခုံးရဲ့အနုပညာဒီလမ်းခီမှာပေါ့လိမ့်မင်းဆိုင်ရံနဲ့ပတ်သက်ပြီးနောက်ဆက်ခံရဘူးလေလို့လဲကြားရတယ်ပေါ့နော်အာအခါကျတော့ဘလို့တွေဖြစ်ခဲ့လဲဆိုတာကိုသူမဘွားသူမအနုပညာအစီအစဉ်လေးမှာပြောကြပေးပါဦးပြောရရင်တော့ကိုပေါင်ကိုလန်းထောင်းပါပဲကျမတို့အနုပညာလောကမှာကျမကောင်းတဲ့သူတွေနဲ့ ြုံခဲ့ရလို့အခုလိုနေရာမျိုးကိုရခဲ့တာမကောင်းတဲ့သူတွေနဲ့ကြုံခဲ့ရလို့လဲရုပ်ဆိုးအကြီးတန်းနဲ့ဖြစ်ရတွေ့ကြုံခဲ့ရတာပဲဒီချောင်းကိုပြန်ပြောရမယ်ဆိုရင်လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကအမှုပညာလောကတွေကိုစောင့်ဝင်းနေတဲ့အချိန်နမဲကြီးမင်းသားတယောက်ရဲ့ခြေတော်တင်ဖို့ဖြောင်းခြင်းနဲ့ခံခဲ့ရသေးတယ်ဖြစ်စဉ်က မင်းသားကြိုက်နောက်တိုင်းကမပြန်လာရွှေပြီးမှဆောင်ဟုတ်ရောက်ပြီမင်းသားကဲပြလို့လဲမင်းငါပြောတာကိုလက်ခံငါပြောတာကိုလက်ခံတယ်ဆိုရင်မင်းအခုကစရင်မပြန်နဲ့တော့ဒီညာဒီမှာပဲမင်းငါနဲ့အတူနေပေးရုံပါ Sorry ပါ ကျမကကြီးစားပါဖြစ်ချင်တာမဟုတ်ဘူး။ကျမအောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်ချင်တာ။တော်စမ်းပါကွာ။ညီမရုပ်ရှင်လောကကြောင့်မင်းဘယ်လောက်တည်လို့လဲ။ဟမ်။ Star player, star market. မင်းသားစည်းကွာကွာ။ငါဘာလို့လို့ပရိသတ်ကငါ့ကိုကြည့်နေမှာပဲ။မင်းငါနဲ့အတူပြဲလိုက်တာ။တကားတွေနဲ့မပေါက်ပါဘူး။ချက်ချင်းလည်းနာမည်ကြီးမင်းသမီးတယောက်ဖြစ်သွားမယ်ဆိုခွင့်ရင် မင်းလည်းလုခံနိုင်လို့မင်းတေချာပြန်စင်းစားနောက်မှာမင်းနေရာဝီရင်ဝဲမင်းမီးဒီမှာအများကြီးငါနဲ့တူအိတ်ချင်တယ်မင်းမီးဒီမှာတပုံကြီးกว่าမင်းသားနဲ့အိမ်မှာ ကျမခေါင်းဆောင်မင်းသမီးဖြစ်ခွင့်ရမယ်ဆိုနေပါတော့ကျမကိုပိုင်ကြိုးစားမှုနဲ့စူပါစတားတယောက်ဖြစ်ချင်တာဝမ်းနေဖို့ကောင်းစရာတော့ပြိသက်ပြီးရစံပြနေတာချစ်မကောင်းတော့တနာယူနှာဖို့ဖြစ်နေပါကွာအမှုပညာရဲ့အမှောင်ဘက်ချမ်းပါဘူးဒီလိုကိစ္စမျိုးတွေရှိရဆိုသူရှင်းရှင်းလင်းလင်းနဲ့ကျမသိစစ်ပြန်တယ်ကျမဒီထက်ပိုမအောင်မြင်ချင်ဘူးငါလည်းအတူမအိပ်ဘူး ကျမမင်းသားကိုတတိပေးချင်တာငါအရင်အောင်မြင်နေရဆိုပြီးတော့မန်တက်မယ်နေတယ်။ဒါမျိုးကအကျနာတတ်တယ်ရှင်။အောင်မြင်မှုကိုအတုံးချပြိတက်ကိုစိတ်မခံဒီလိုနဲ့အဲ့ဒီမင်းသားကြီးကလည်းထွက်ခဲ့ရတာပါပဲရှင်။ စင်မကောင်းကြပဲမင်းသမီးရင်ရုပ်ရှင်လောကဓာမျိုးတွေကြည့်ပဲလားအဲ့လိုမျိုးတွေပဲရှိရလားဆိုတော့လေမဟုတ်ပါဘူးတကယ်ကိုအမှုပညာကိုတန်ဖိုးထားတဲ့သူတွေလည်းရှိပါတယ်အမှုပညာကိုတန်ဖိုးထားတဲ့ corporation နဲ့စုံခဲ့လို့ကျမဒီနေ့လိုအခြေအနေမျိုးဖြစ်ခဲ့တာပေါ့ဒီနေရာမှာကိုစိုးရဲ့စကားကိုယူသွားမယ်ဆိုရင်တဲလန့်ရှိတဲ့ဝါသနာရှင်တွေကိုလက်တွဲခေါ်နေရပေးမှအသက်သက်ဖန်တီးမှုတွေနဲ့ရုပ်ရှင်လောကကြီးကထွက်ထလာမှာလေ ဒါကြောင့်လေကျမက Soul Production နဲ့ Collaboration လုပ်ပြီးအသက်တွေကိုလက်တွဲခေါ်ယူနေတာပေါ့ကျမတို့ရောကတော့ရွှန်စရာကောင်းတဲ့ဖြစ်ပျက်တွေမကြုံစေချင်ဘူးလေဒါကြောင့်ကောင်ကအသက်တွေနေရပြီးပြီးတော့ခေါ်ရိပ်ပြီးနေရအောင်ခေါင်းရဲ့စိတ်ထားပြန်ပြောလိုက်တာရှင်ဒါကြောင့်လေပြီးတဲ့တည်းရဲ့အချစ်တော်ရှင်မင်းသမီးလေးဖြစ်နေတာပေါ့ဒါနဲ့ ကုန်းရဲ့ကုန်းရှင်ဦးနဲ့ဆိုတဲ့နာမည်လေးကဟိုဒီပိတ်တက်နေကြတဲ့မှာပေါ့နော်အခြေနာမည်လေးဆိုပြီးတော့နည်းနည်းလေးပြန်လေးထနေရပေါ့မင်းသမီးအနေနဲ့ဒါလေးကိုပြောချပေးပါအောင်ညွန့်ကျင်စီကျင်လို့ကုန်းရှင်ဝင့်တယ်လို့ပြီးခဲ့တာမှမဟုတ်တာကို့ဘွားတစ်ချိန်ကနှိမ့်ချခဲ့တာလေပြောင်းပြန်လှန်ပြစ်ပြီးတက်ကပြန်စားတဲ့ကပန်းတိုင်အဖြစ်မှဲ့ထားခဲ့တာပါတစ်ချိန်ကဘလို့နှိမ့်ချခဲ့တာလဲကောတစ်ချိန်ကလား တော့ဂုံချင်ဝင်းနေဆိုပြီးနာမည်တွင်ခဲ့တာဟုတ်နောက်ဆုံးမိကုံးလေးတစ်ခုအနေနဲ့ကပိတ်သက်ဒီအားလုံးစိတ်ဝင်စားကြတယ်ကွန်ရှင်ရဲ့အခြေလေးအတွက်အထူးအဲ့တဲ့တယောက်ကိုဖိတ်ခေါ်ထားပါတယ်ကိုပီတာရေးစောက်ခဲ့တာမရှိနေပီတာနဲ့ကောင်းရဲ့အခြေအနေလေးရအောင် သူနဲ့ကျမနဲ့ကမျက်လုံးလေးနဲ့လက်ကလေးလို့ပေါ့ကဲဘလိုဘလိုလက်ကလေးကလိုချင်တာရှင်မျက်လုံးလေးကလိုက်ရှာပေးတယ်လေမျက်လုံးလေးကငူတော့လက်ကလေးကညိတ်တုတ်ပြရပေါ့ကဲကွန်ပျူတာကိုပြောပါမောကျွန်တော်ကတော့ဂုံးအတွက်မိုးတိမ်လေးလို့ပေါ့ဂုံးပူပြီဆိုရင် ကျွန်တော်ကာပေးထားမယ်ဂုံးရေလူချင်းကျွန်တော်ရွာပေးမယ် ကဲဒါဆိုပီတာဟောဂုံချင်းရဲ့အချို့တူလားအာစာနေသိဆရာကြီးအဲ့မိကောနည်းနည်းဖောင်းတယ်နော်ဒီမှာကျွန်တော်ပြောပြမယ်အပြေးပြိုင်ပွဲတစ်ခုမှာတာထွက်စော်တဲ့စုဆိုတာမရှိဘူးပန်းဝင်စော်တဲ့စုပဲရှိတယ်ဟုတ်တယ်နော်ဟုတ်ပါပြီတော်ရလူကြီးမတော့ sorry ပေါ့နော်ဆိုတော့စတက်ပြီးတဲ့ချင်းရဲ့အမှုညတော့ကတော့ငါ့မှာထားလိုက်တယ်ဒီဖီကယ်ရောစမ်းတက်ပြီးပါ ပြိတ္တရဲ့အပြင်းမှုကအောင်မြင်မှုဆိုရင်ပြိတ္တကိုအစိတ်မခံနဲ့မြမရုပ်ရှင်တိုးတက်ရေးအမှုပညာဝါသနာရှင်လူငယ်တွေကိုလက်တွဲခေါ်နေရပေးဘာမှမချင်ရင်လေလူတိုင်းအမှုပညာကိုချစ်မြတ်လို့တန်ဖိုးထားပါလို့ကိုရှင်ကပြောကြရင်းနဲ့ဒီနေ့ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်တို့တော့မင်းသမီးလေးတွေကကယ်ဘီလို့ခေါ်ကြတယ်သမီးလေးစိတ်ဝင်စားရယ်ကယ်ဘီလို့ခေါ်လို့ရတယ် ဲဒီကတော်ရုံဆိုရင်တော့မဖိတ်သမီးတို့တော့များလာစားဖိတ်ကျမကတော့အန်ကယ်ရေမို့အန်ကယ်လို့ပဲခေါ်လိုက်တယ်ကျမအလုပ်ကိစ္စမဟုတ်ရင်အဖြစ်မတွေ့ရလို့လေညစာစားလို့မရှိဘူးအန်ကယ်ရွယ်တွေကလည်းအန်ရရှိရယ်ဆိုကျမတန်းတောင်းပြစ်ထားတယ်